ဒါရီရိုဒီဘာမှတို့တော့ဘာဖြစ်တယ်လို့တာမနေကျော်တတိယအဆင့်အင်္ဂိုလိုဘာသာဖြစ်လိုက်ပြီပေါ့နော်အင်္ဂိုလိုဒီရိုဒီဇွန်လိုက်ပတ်စင်လဲဆိုရင်တော့ငါးဘာမြောက်ဖြစ်သွားပြီပေါ့နော်ဒီနေ့အထူးကြရဆိုတော့ရောဒီတတိယအဆင့်အင်္ဂိုလိုနဲ့ဆိုရင်တော့ဒါရီရိုနှစ်ဘာမြောက်ဟုတ်တယ်မလားနှစ်ဘာမြောက်နော်နှစ်ဘာမြောက်အဲ့တော့ဒီဘာရီရိုကတော့ဒါအထက်ကနေဘက်ကအစနေပြီးဘုံကြီးစာလောက်ပါတယ်လားနော်တရာတင်းကျူကတော့ ဲလေသမဏသမဏ51ကနေပြီးတော့100ဒီလားအဲ့ဒီလေးလာအောင်နံပါတ်1ကြည့်လိုက်ရအောင်နော်ဒီလိုဒီမှာ1380ခွင်ညုံလာပြည့်ကျော်14ရက်နော်ညုံလာခွင်နေ့ဖြစ်တာပေါ့နော်နံပါတ်1ဥရပတတာနီးလာရှေ့ဘုတ်ကိုအနိကတရဓာကြံခိုက်ကဲ့ရုပ်ခြင်းတွက်ပြ၍နော်ဣဒမေတံပရိစ္ဆာဥဒ္ဒန၌ ဝိသေသကံပုဂ္ဂိုလ်ဒုတဥပ္ပတ္တဖြင့်နိုင်ငံဆင်ပြီးလင်အဋ္ဌိတတိယ၌နောက်ပုဂ္ဂိုလ်လည်းဒေဝဆန္ဒနှစ်နည်းပြုကအဘိဓိယထာကောက်ပြပါနော်အဲတော့ဥရဘတတာနိရှေးပုဂ္ဂိုလ်အနိကတရတတ်ကြံတဲ့ဒါဥရဘပုဂ္ဂိုလ်ဟုတ်ရမလားနော်ဥရဘဒီဝိဇူရိဝိဇူပါလေအနိကတရတတ်ဆိုတော့ဟမ် ဘုရားဆိုမှာနဲ့ဘုရုအတိတွေကဟုတ်ပြီနော်အဲ့တော့ဘာလဲဆိုတော့ဥရုဥရဘကဘာဖြစ်မလဲဆိုတော့ဥရတ္တရပရာဗမှုဒ်နော်ဥရတ္တရပရာဗမှုဒ်ဗမှုနဝထာနေမရမတီလေချင်းမကွပစ္စည်းတတ်တယ်ပေါ့ညာနော် အဲ့ဥရဒီဥရဗမှုကွိဟုတ်တယ်မလားပြင်ကွိပစ္စည်းကိုခြေနောက်ပြီးရင်ဓာတ္တမကိုခြေနောက်ပြီးရင်ရူရဲ့ဥကိုအပြုနော်ရူရဲ့ဥကိုအပြုမယ်ပြီးရင်ဗတ်တွေပေါ်လာမယ်ပြင်နံငယ်စတိနာယိပဒတ်နောက်တော့ရှစ်ပုဒ်ဆိုတော့ဥရဘာနာလာမှာဟုတ်ဘူးဆိုတော့ဥရဘာနာတရားလေးဆိုရမလား အကြီးရောရှေ့ဖို့ဆိုရင်တော့နန်ရွက်ဖြစ်မှာလေနန်ရွက်ကြည်နေရမယ်ဘာဒီလိုလားနန်ငယ်စတိနန်ရွက်သာပြီးရင်ဒီကားပြူနော်ဥရဘာနန်ကပြီးပြီးရမယ်အနှမတ်နော်သူကဒီတိပိကပါဠိမြန်မာပြီးတယ်မှာအဲဒါထိုက်ပါရလားနော်နော်အမှတ်ခဲ့ပါဥရုတိရေကံတိဗံဝိလာတံဗမတိတိဥရဘောဟုတ်တယ်မလားနော်နော်နောက်တစ်ခုကပါလဲ ဗိတမေတံပဋိစ္ဆဥဒံဝိဒေသကံပုဂ္ဂိုလ်ထူတာဥပဒေနံကိုင်းစင်မှာဒါဒီကိုဒီအလင်းနဲ့ဆက်နာပဲမှာလဲမားတဲ့နဲ့ခွင်းနော်မားတဲ့ခွင်းအဲ့ဒီပါပြီးရနော်ဆောင်းမရရမယ်နော်တဏှာယဥဒံပုဏ္ဏတံကံမူပွဲပြအထူးအပြင်တဏှာယကံကအောက်တာဥဒံကံကဥဒာအနေယကံကဝိဒေသဥဒံကံကတမင်ညာဒီအဲ့ဒီမှာတော့သူမေးတာပါလေဝိဒေသကံမေးတာမလားအဲ့တော့ဒီမှာဣဒံလား အီဂျန်ဆိုင်ပေါ့အဲ့တော့အီဂျန်အီမန်အီမာနီအနေနာအီမီနာအီမေအီမေဘီအေအီအေဘီဒီမတ်နော်ဒုတာဥပဆိုတော့လေတော့အဲ့ချင်းတတိယန္တနောက်ဘုတ်ကိုတတိဝိကနနီးပြူတော့ခုမှပြရတယ်မလားနော်ဆက်မနာလောက်ပါလေဒီဘက်မှာထဆက်နေလေဘယ်လိုဆိုမလဲအိန္ဒတာလိင်္ဂအိအိန္ဒရိယအဲဆိုရင်အတ္တဘောအတ္တဘောဤအမတ်သားပုံနဲ့ထန်ပြောရမယ် လင်္ကဆိုတာအသွွန်တန်တန်လေးဟုတ်တယ်မလားအိအိတက်ကပါလေအတဘောအဲ့လိုအတဘောရဲ့အမှတ်သားပုံတန်ထံပြီးကျောက်တာဒီနေ့ကျတော့အိဒီနာဒီတိတံအိဒရိယံမြတ်စွာဘုရားဒီဟောကြားအပ်သောအိဒရိပြီးကျောက်တော့အဲ့ဒါသူက၄မှတ်ဝိဂျိုဟာ၂မှတ်ရာကောက်ကနံပါတ်၄မှတ်ပေါ့ဗျာနော်နံပါတ်၄လာမယ်နံပါတ်၄ကပါလေပြိဋ္ဌံတိနာပုံစံဝေရှေ့ဘုံ၌ထက်ထက်ယူပြီးလင်ဓာတုဒ္ဓအလျောစွာတိယူပဲဖြင့်ဂိုင်းစုံပုံစံထုတ်ပြ၍ ဘူနိုင်းစာနီကံမာနီရဲ့ရှေ့ဘုတ်ကိုအစိပ်ပေါင်းဝေကပြုကနောက်ဘုတ်ကိုလည်းကဲရုပ်ချင်းတွေ့ပြပါပေါ့ဒီပြိတ္တတိနပုံစံဒါကပါလဲဒီနေ့ဆောင်တော့ပါလဲကြိုက်ဒါရှင်ဆောင်ဒီဆမေနာ86နေ့ဆောင်မှာခွဲဆောင်ပါလဲဘလူးကြီးဆိုတာလဲ ရိသမန္တောဒီရတိအဝခန္တီတိတိပရိတော်အဲ့ပါမိတာလေအဲဝိဇ္ဇုကျလို့ရှင်ဘာကြောင့်လဲတွေ့ကြပြောတာဘယ်နှမ်းပြီအောင်လို့နော်ပရိဘုဘဓာတံတပ္ပစီသူကဓာတနည်းကျန်တာပေါ့ဒါမျိုးပဲနဲ့အာရှိအာလည်းကျန်တာရှိတယ်ဒီပရိသမန္တောအာဒီရတိခန္တီတိတိပရိတော်လို့ဆိုတာလည်းရှိတယ်အဲ့လို့ဆိုရင်တော့ပရိရှိအာရှိတော့ဓာတတပ္ပစီပေါ့အဲ့လို့ရှိသွားမယ်နော်အဲ့ဒါဒီကတော့ဒီမှာဆိုတက်တက်ယူဆိုတော့ဒါတက်ယူလိုက်မှာပေါ့ပရိတ်တာကအနှဲငယ်ဟောလို့မလို့လား နော်အနေငယ်ဟောပြနော်ဟိုဗျာန္တာပရိစ္ဆေနောတာတတ်ယူတာပေါ့အဲ့ဒါပရိရှိရှိတော့သို့မဟုတ်ပရိရှိအာရှိတော့ဓာတ်ဖြစ်ပြီအဲ့သူကဒထရအလေဆိုတဲ့ဆန္ဒနဲ့ပြောရမယ်ပေါ့အဲ့တော့ဒါဒီဓာတ်ကပေးခြင်းနဲ့ဟောလို့ရှိရင်ပေးခြင်းနဲ့ဟောရင်ဒေဒီဒရာဒီဒစ္စဒီနော်ဒါအဲ့ဒါဓာတ်ကရှင်းရတယ်သူကဒေဒီဒရာဒီဒစ္စဒီဒါပေးခြင်းနဲ့ဟောတာ နောက်သူပနသူပအိတ်ချင်းတာဟုတ်တာပေါ့နော်အဲ့လိုသူပနသူပဆိုတဲ့အိတ်ချင်းတာဟုတ်လို့ရှိရင်ဒါယတိဒါယတိလို့ဆင်ရမယ်နောက်ကောစီတဂမနအဝခန္ဒနာနဲ့ဟုတ်လို့ရှိရင်ဒါတိဒါတိလို့ဆင်ရမယ်နော်အခုဒီမှာဟောတာဘာဖြစ်နေရလဲအဝခန္ဒနာဟုတ်တယ်မလားဒီနာဓာတ်ကိုယူပြီးတော့ဣဓာတိပိတာဂိုင်းဣဓာတိပိတာရုပ်စံနဲ့ဓာတိပဲဆင်ရမှာနော်ဒီနေ့သွားဆင်လို့မရအောင်နော် အမှတ်ကြရမယ်ပေးခြင်းနဲ့ဟောလို့ရှိရင်ဒေတိတရာတိဒစတိသူပနာအိတ်ခြင်းနဲ့ဟောလို့ရှိရင်ဒါယတိကောစိတကမနာအဝခန္ဓာနဲ့ဟောလို့ရှိရင်ဒါတိအဲဒါသုံးခုလာတော့သုံးမှတ်ပေးပေးတယ်ဒါရဒတင်ခာကြည့်ရင်ဒါရဒတင်ခာဂါရဏံဘတ်185 185နောက်ရှင်သာမျိုးတွေလို့ရတဲ့ဗရမနာအလင်းတန်းဗရမနာလင်းတန်းစာမျက်နှာ30မှာရှိရဲ့ကြလားအဲရေးပေးထားရယ်နော်အကူကအဲ့လိုအခြေခံအားလည်းပြန်ကြည့်နော် ဟိုဒါပထမဆုံးဆိုင်တော့မလုံးနဲ့ဟိုတတိယဆုံးရောက်ပြီးနောက်ဆုံးဖိုင်နယ်ရောက်လာပြီနော်ဘုနာရဲ့ဇာနီကံမာနီ၌ရှစ်ပုဂ္ဂိုလ်အစိပ်ပေါင်းဝေကပြုဘယ်ပါလဲအဲ့ပုံလေးခါလာမင်းနဲ့တွေ့နော်ဒီနေ့ဆောင်တော့ပါလဲချစ်တဲ့နေဟင်ကိုယ်လည်းနေ ကိုကြီးလိုက်ပေါ့ဘလို့ကြီးဆိုလဲဘူရတေဝိထတိဘူနာဟနနာဟိဇံဘူနတာဟိဇံကာရောဣတိတန်ဒီဘူနာဟိဇာနီလို့ဆိုတာဗျာနော်အဲဒီတော့ပြီးရင်တာနီဘူနာဟိဇာနီဝိဒနာခံရမယ်သူကံပုတ်ကြီးသူလေးမှတ်ပြီးတယ်နော်အစိပောင်းဝိယူဆိုတာပြီးရင်နောက်ပုဂ္ဂိုလ်လည်းကံကရိကဲရုပ်ချင်းတွေ့ပြတာမိတာလေအဲအဲ့မှာတော့နည်းနည်းစဉ်းစားရှိတော့နောက်ပုဂ္ဂိုလ်ဆိုတော့ကျွန်တော်နော်ကံမာနီကိုသွားထင်တာရှိရမလားနော်တကယ်တော့ ၎င်းနိုင်နောက်ပုဂ္ဂိုလ်လို့မိဝင်ဖြစ်ရမယ်ကွာနော်ဟုတ်တယ်မလားနော်ဘုရားရှင်ရဲ့ကံမာနေတာရှေ့ပုဂ္ဂိုလ်အစိမ်းပေါ်ဘက်ကပြည့်၍၎င်းနိုင်နောက်ပုဂ္ဂိုလ်လည်းကြိုကျင်တော့ပြည့်ဟစ်ဆောက်တော့ခိုင်းတာမနေရနော်ဟစ်ဆောက်တော့ခိုင်းတာအဲ့တော့အဲ့တော့ဟစ်ဆာကဒီလိုဒီထဲမှာရုပ်ရပါလားအပါဘူးပုံစံပြတာဟနာတဲ့ရိစပစ္စည်းဒီဟစ်ဆာကဒီလိုကကစီရာကြီးကျန်းချာတော့ပြောခဲ့တယ်ဂရမရိစမှာပြခဲ့တယ်နော်ဂရမရိစနှစ်နည်းရှိတယ်ဆိုတာဒီယောဂယောဂကကျန်တာလေနော်ဂရမရိစက တကရတနောမာရိသပစ္စည်းတတ်တာဒီမှာဟနာတမာရိသပြီမှာဆိုတော့ယောဂမကြံတော့မှာနော်ရွတ်တယ်လို့ရှင်ရင်ဟစ်ဆံကိုတွေ့ရမှာပေါ့နော်ဟစ်ဆံဟနာဒီဓာတ်မဲ့ဆုံးတရအခြေကရမရိသသုံးနိုင်ရိသဥတော်ထွိတာရဏယောဂဥပါကဖြင့်ရိသပစ္စည်းတတ်နော်ပြီးရင်ရမိနနောဓာရိနောသုံးဖြင့်ရာနုပန်နေတကွာဓာတ်နောနာကိုချွေရာနုပန်နေကဓာတ်နောနာကိုချွေပြီးမှ ွာတိဓာတုတို့ကြီးဖြင့်နောက်ဤကိုခြေဒါရိစမှာဓာကြည့်တော့ဤကြံခဲ့ပါဘူး။ကွာတိဓာတုတို့ကြီးဖြင့်နောက်ဤကိုခြေပင်နံငယ်တိတတိဘကိုအံပြုခွင့်ချေကြတော့ဟစ်ဆန်ကဘီနော်ရူဘာဒေဒီစာမျက်နှာ345ရူဘာဒေစာမျက်နှာ345တွားကြည့်လို့ရတယ်။အချီပြုသုံးတဲ့စာအုပ်ဆိုရင်တော့308မှာတွားကြည့်လို့ရတယ်။အိမ်မှာယောဂဝကျန်တော့တာရှိတယ်။နော်သုံးမှတ်ပြီးတယ် ော့ကီစီဘာလာဒီကမှာလည်းဒီလိုအိမ်မှာကြမ်းရင်းချတော့မှာပြောပြရတယ်နော်ဒီအဲ့ဒီဟစ်ဆန်တို့ဂစ်ဆန်တို့နော်ချိုးတွက်တယ်အဲ့ဘာလဲဆိုတော့အိမ်မှာလို့ရှိရင်ဒီဟစ်ဆန်မှာဟနာထန်အောင်နော်ကိစ္စဂစ္စဘစ္စတစ္စလေရဟူသောနိဗ္ဗာန်တုတ်ဖြင့်တဲ့ရပစ္စည်းတက်၍ဟနာကိုလည်းဖြစ်ပြုဟုတ်လားတော့အဲ့ဒီဘာနာတုတ်ဖြင့်ရပစ္စည်းတက်၍ဟနာကိုလည်းဖြစ်ပြုအဲ့ဘယ်လိုဖြစ်လဲဟိရလို့ဖြစ်နေတာဗျ ဟေယပြင်စကိုနောက်ရသူကတ်ဟဆရာလို့ဖြစ်သွားမလားဟဆရာဖြစ်သွားပြီပြီးမှရဝတန်တို့ဖြစ်ပါလေဆရာကိုစပြူပြင်စတွေပေါ်လာဟစ်စဖြစ်သွားပြီပြီးမှနိုင်ငံတိတတိဘအမှုခွင့်ကြီးကတော့ဟစ်စံအဲ့ကိစ္စပါတာဒီကဒုတိယ456မှာပါတယ်နော်နော်456မှာပါတယ်အဲ့တော့ခေစာကတော့ဒီလိုထင်တယ်ဓမ္မပဒမှာတွေ့မှထင်တယ်အဲ့နှစ်နည်းရှိတယ်ဆိုတာလေးကြည့်ရအောင်နော် ရပြီနော်အ3မှတ်4မှတ်3မှတ်6မှတ်ပြေးသွားပြီနော်နောက်နံပါတ်3လားအာဂုတ်ပါမေဝိမုတ်တိ၌အာဂုတ်ပါပုဂ္ဂိုလ်ဥဒရပရလောဘတမကြံခိုက်အန္တအယဘာအယတရားတို့ကိုပထံပစ္စည်းပြန် ပစ္စည်းတတိထုတ်ကပရာယံပါရာယနံ၌ရှိဖို့အရာတရားကိုလေခန္ဓာအနတ္တသစ္စာတို့ဖြင့်ဝေဖန်ပြပါနော်အဲအာဂုတ်ပါဝိမုတ်တိပြန်ပါလေလင်းနဲ့ဆာမျက်နှာ60 လေဝူဂျိုဆိုကြည့်လိုက်ကွာဝူဂျိုဆိုရင်ပေါ်လာလိမ့်မယ်ဆိုကြည့်တော့ဝူဂျိုတွေပါလေဇာနာဒီနာဂုတ်ပတိဒီအာဂုတ်ပါတဏီရာဂာဒီနာဂုတ်ပတိဒီအာဂုတ်ပံအာဂုတ်ပံအာရမဏံဣဒိတာဒီအာဂုတ်ပါတဏီဆိုကြရင်တော့ကုတ်ပတိဣဒီဒီကုတ်ပါနာတန်ဒီကုတ်ပါဣဒိတာဒီအာဂုတ်ပါသူမိထတာပါလေအာဂုတ်ပါအောတရပဒလောဘသမက်ဂျံခါကြီးတဲ့အဲ့တော့အာရမဏပုတ်ကြည့်နေဟုတ်တယ်မလားအာဂုတ်ပံအာရမဏံဣဒိတာဒီအာဂုတ်ပါအိတ်ခတ်တောင်ပြောတာသူမေးဝန်းတက်တာနော် အဲ့လိုရှင်သူမိတဲ့အန်တက်ဆိုတဲ့တမတ်ပုတ်အရာပါလေနိဗ္ဗာန်ဟူသောအာယုံဟုတ်တယ်မလားရာဂသတိတို့ရာဂသတိတို့မဖြည့်စည်အပ်တော့နိဗ္ဗာန်ဟူသောအာယုံရှိသောရတ္ထုတရားနော်အဲ့လိုအဲ့လိုတိတ်ပြန်ချပါပေါ့အဲကြောင့်ဒီမှာဒီတမတ်ပုတ်စရံအန်တက်ပုတ်အရာနိဗ္ဗာန်ဟူသောပစ္စည်းတရားဒီအညာပုတ်သောဘာထအရာအရတ္ထုသောပစ္စုပန်တရားအားအရမဏပစ္စယတတိဖြင့်ဂျေဇူးပြုပါသည်ရာဂောက်ခိုင်တာဘုဒ္ဓကတန်ပြန်ခိုင်းပြတာနော်ဘာလို့ပြန်ခိုင်းပြန်ခိုင်းဆိုတဲ့ရာဂောက်ပေါ်လာပြီးရလေ နော်ပြောင်းလို့ရှိရင်ဗာလဲအာဒီဥသုံးပစ္စည်းရမယ်နော်အာဒီဥနော်အမှတ်ခဲ့ပါအဲ့တော့သူကဒီပစ္စည်းပြိုင်နော်ပစ္စည်းပြိုင်ကခြုံမဲ့နော်ပါရယနန်၌ရှေးပုတ်ရာတရားကိုလေခန္ဓာတသက်ဝေဘာမှာပါရယနာပင်ပါလဲနန္နနာပါတာပါလားနော်ပါရယနာ69အယတိအဒီနာတိအယနံနိဗ္ဗာန်သင်္ခါတတပါရဒအယနံပါရယနာဥယျဆိုတာအေပါရယပါလဲ နိဗ္ဗာန်ကိုကြောက်ရမယ်။နော်ဒီပါရဏာကရေတို့ပထမဆင်းမှာလည်းပါပြီးရကြလားဒုတိယဆင်းမှာလည်းပါပြီးရနော်။နော်ပါရဏာပင်ကြီးပုံနကဘာညာဆိုရလေ။နော်အဲမဲ့ရှေ့ဘုဆိုတော့ပါရရနိဗ္ဗာန်ကောက်ခန္ဓာသလို့ရှင်ပါလေခန္ဓာဝိမုတ်ခန္ဓာအပြင်ကောက်ရှင်တော့ပါရဏာရှေ့ဘုအရာနိဗ္ဗာန်ဖြစ်၍ဒါနိဗ္ဗာန်ကိုကောက်ရရည်တော့အရာကောက်လို့ရောက်ခဲ့ပြပါလားမပါဘူးခါတန်းဖွေခိုင်းတာအဲ့တော့ဖြစ်ရင်တော့ ပါရအရာနိဗ္ဗာန်ကိုကောက်ရ၍ပေါ့နိဗ္ဗာန်ကိုကောက်ရကားပေါ့ခန္ဓာအဖြစ်ခန္ဓာဝိမုတ်အာနာအဖြစ်လို့ရှင်ဓမ္မာယရဏဓာတ်အဖြစ်ဆိုရင်ဓမ္မာဓာတ်သစ္စာအဖြစ်ဆိုရင်နိရောဓသစ္စာလေးမှတ်ဗျာရောက်ပါရရင်တော့ဒါလွယ်တယ်ကြလားခက်ခဲတဲ့ရမှာအချုံပေးထားတာနော်အချုံပေးထားတာတော့နံပါတ်လေးသွားရအောင်နံပါတ်လေးကပါလေပုရိသဂတိယောနာပုရိသပုဂ္ဂိုလ်သန္တနာရနိုင်သောဥတိစိတ်တို့ကိုဖော်ပြ၍ဝန္ဒနာဉာဏ်များကိုလည်းတရုဏဥပ္ပဘလဝါအဖြစ် ခွဲခြားပြပါအဲ့ဒီဒီမေခွန်းပေါ်တာထွက်တဲ့အချိန်မှာယူရအချိန်မရဘူးပြင်ရနော်အဲ့မေခွန်းထွက်လာတာယူရမနေ့ပြန်မနေ့ပြန်နေစစားပြီဆိုရင်ယူရတထုံသွားတော့မှာအဲ့ဒီညည9နိုင်မှာယူရပုံစံထွက်လာတာအဲ့ဒီညပေါ်ဘာတော့တထုံအတွက်စားရပြင်နေရစားရရေးနေရနဲ့နှုတ်တွေနှုတ်တွေထုတ်ရေးနေရနဲ့အချိန်တော့ကောင်းမလှည့်နိုင်ဘူးနော်အမှန်တကယ်တော့ယူရနေရင်3နိုင်လောက်ဆိုရင်အဲ့ရထားလို့နေရင်3နိုင်လောက်ဆိုရင်တတိယအဆင့်ပုံစံထုတ်ခဲ့မယ်ရေးခဲ့မယ်ပေါ့နော် ဒါမှမဟုတ်ည9:00တောင်မှပို့စာထုတ်ရတယ်။9:00တောင်မှပို့စာထုတ်ရတာ။ဘာကြီးရောရင်ထုတ်တာ။ညဘာကြီးရော၆ပုံပြီးချပါတာ။တရာသိန်းကျတော့မနက်ခင်းဖျားချိုးပြန်လာတိုင်ထိုင်ထိုင်ထုတ်နေတရာသိန်းကျ။တရာသိန်းကျလေးဘုတ်ကိုမနက်ခင်းဖျားချိုးပြန်လာထိုင်ထုတ်နေတော့အဲ။အဲဒီစွန်စားပြီးဟိုကျတော့ပြီးသွားပြီပေါ့နော်။ဒီတော့အဲတရာသိန်းကျဖြေပါရေးခဲ့မှာဆိုတော့အဲစွန်စားပြီးနောက်ပိုင်းတော့ညအဲရေးဒီကို9:00လောက်မှပြီးချပါတော့။ ထလုံးသားဖို့အတွက်ဘာစားအုပ်မှမပြင်ရသေးဘာမှမပြင်ရသေးဘူးအဲကြောင့်ဒီတချို့ကဆိုဒီလွယ်လို့ဖြစ်သွားကြတယ်ပေါ့နော်အဲ့လိုပဲပြောရမှာထင်ပါလေနော်အဲပရိသတ်ကတိရောဆိုလို့ဒီဒီထားရပါတယ်ဘယ်တော့မှာလဲဘယ်တော့မှာလဲဆက်မနာဘယ်လောက်လဲဆက်မနာ95လေးနဲ့ဆက်မနာ95ကြီးလိုက်တပိုင်းတော့ဟိုတော့ပြပြီးတော့လာတာဟိုနော်လေးနဲ့ဆက်မနာ95ပရိသတ်ကတိရောပရိသတ်အရာတဲ့ဗာလဲ ပထမအနာဂတ်ကပိနိဗ္ဗာန်ဤအနာဂတ်စာသောအနာဂတ်ပုဂ္ဂိုလ်ခုနှစ်ယောက်ကိုယူရမယ်လားเนาะအဲကြောင့်ဒီမှာဆိုရင်ပရိသတ်ပရိသတ်ပုဂ္ဂိုလ်တဏ္ဍာနိုင်ဆိုရင်ပါလေအနာဂတ်ပုဂ္ဂိုလ်အဲအနာဂတ်ပုဂ္ဂိုလ်တဏ္ဍဖြစ်တဲ့ဝိသိစိတ်ပေါ့ဘုရားမလား48ပါးရှိရလားဒေဒီယဝိပုစိတ်၄ပါးဥဒိသတာကိုစိတ်တပါးအပေါင်းတော့အကုသို5ပါးသိတောပတ်ခြင်းသောအိုက်စီ16ပါးပင်မာကုသို8ပါးမာကုသို8ပါးပင်မာကုသို9ပါးနာမိဖို့စိတ်တပါးအပေါင်းတော့48ပါး ဲတော့ပုဂ္ဂလဗေဒတွေလည်းတတိထားကြည့်ပေါ့ရနော်စံမိုးတွေလည်းကြက်ထားရင်ရပါတယ်ပုဂ္ဂလဗေဒဘူမိဗေဒတွေအိအိအိဘူဒီပိုင်းနဲ့အိနှာကိုစံမိုးတွေခိုင်းရနော်ဒုတိယဆင့်မှာလည်းဒီခဏအားရဆိုခိုင်းနေတော့ဘူမိဗေဒပုဂ္ဂလဗေဒတွေခဏရနော်မလို့အောက်ဝီတီပိုင်းကိုဝင်ပြီးလို့ရှင်ကြံရင်ပုံစံမျိုးအဲ့ကိုမေးရတယ်သူကဝီတီချတာတော့ကြံလို့ပဲဆိုတာထက်နည်းနည်းဖေးဖွက်ထွက်တယ်ပေါ့နော်ပါဠိကဓာတ်ရပြတဲ့ပုံစံမျိုးပါဠိကိုနားတဲ့ပုံစံမျိုးကဝီတီပိုင်းမှာတတိယဆင့်နေနဲ့ပုဂ္ဂလဗေဒနဲ့ဘုမိဗေဒပြအများကြီးမြင်ရတယ်ကွာ။ အဲ့ဒါကိုသေချာဆောင်ဖို့ညက်ထားနော်48ပါအဲ့ဒါသူနှစ်မှတ်ပေးတယ်ဗျာဒါဒုရဏဥပဒနာဥပဒနာဉာဏ်တွေဒုရဏနဲ့ဘလောက်ခွဲရမယ်တဲ့ဘယ်မှာလဲဆမဏတရားနော်ဒါဒုတိယအဆင့်မှာတွေ့ခဲ့တဲ့ဟာတွေပါဗျာနော်ဒါတကယ်တော့ခြုံပေးရတယ်ပဲကြလားခြုံပေးလိုက်တာနော်ဒုရဏဥပဒနာဉာဏ်၄ပါပါလေဓမ္မရူပပရိက္ခဉာဏ်ပစ္စယပရိက္ခဉာဏ်သမတနာဉာဏ်မဂ္ဂမဂ္ဂဝဋ္ဌာဏဉာဏ် နော်နော်ဘလောဘဏညာလေးပါကဗျာဒုပ္ပထာနာညာအာရိနဝရုပန္နနာညာမုသတုကမြတာညာသင်္ဃာရုပိခာညာအလင်းနဆမနာတရားမှာပါတယ်နော်ဒါဝိရိစတိနေပင်တတိရလားဒီပြီးတော့ဝိရာဃတွေမှာလောက်ထပ်ထပ်သွားနော်တကယ်တော့ဒီသင်္ချိုမှာကံထမ်းမှလာတဲ့ဥပန္နညာ၁၀ပါးရှိတယ်မလားအဲ့ညာဉ်၁၀ပါးကိုဒီမှာတရဝိပန္နခွဲချတာသွားပြီးတော့တာမန်ဆိုဥပန္နညာဆိုရင်ပြောတော့မာကုတုကောက်မယ်လေဟုတ်တယ်မလားမာကုတုမာကရိယာကောက်မယ် မာကုသိုလ်မာဂရိယာကောက်လိုက်တဲ့အချိန်မှာအဲ့မာကုသိုလ်မာဂရိယာကိုညာသင်ဆယ်ပါးနဲ့သွားထည့်ကြည့်တော့ဘယ်ညာနေရလဲဖြေထွက်လာတယ်သူကနော်မက်ကိုကောက်တဲ့ညာရှိတယ်လေဟုတ်တယ်မလားဟိုဒီမှာကဝိညာဉ်ညာဆိုတော့မက်ကောက်တဲ့ညာမဟုတ်ဘူးနော်အဲ့အဲ့လိုယူကွဲသွားတယ်မှတ်ခဲ့ပါခဲတဲ့ညာတော့မဟုတ်ဘူးနော်ကျွန်တော်ကမွေးမြေတဲ့ညာသင်ဆယ်ပါးကိုယာထားဖို့တော်လို့တယ်နော်အဲ့တော့ဒုရဏပဏညာက၄ပါးဆိုတော့၄မက်ဘလောပဏညာက၄ပါးဆိုတော့၄မက်ဗျာဒါပဲဗျာနော်နော်ပါဠိတော်တစ်ချက်ကြည့်လိုက်ရအောင် ဒါပါဠိတော်ပါဠိတော်ပါတယ်နံပါတ်5မေတ္တာပြင်နေလေးရှိတော်သူအားဘေးရန်မရှိဘူးဘုရားရှင်ဟောတော်မူပါခြင်းအကြောင်းကိုဖြေဆို၍အဲ့ဘုရားမေးတာလေနော်စုံနီးအောင်မေးရလားခါတော်မေးရလားခါတော်မေးတာနော်ခါတော်တော့ဒါတော့ရှင်တို့တတိထားမိအောင်ငါမတ်ဘလို့တော့ကောက်ထည့်တယ်လားဒါတော့အတင်းတိုင်းမှလည်းပါတတ်တာပဲခါတော်မေးရှာကြိုးကြိုးကြိုးထောင်းချောင်းနေမှသိတယ် နော်ကိုယ်ကခါရာရင်နဲ့တည်းထားလို့ရင်ခါရီဖက်ပြီးတော့ဒီခါရာဘာလေးပဲပြောတာလေပြီးလိုက်တယ်နော်အဲဒီဟာလေခါရာလေးကပါလေအဲခါရာလေးကကိုမိလိုက်တာပဲနော်မေတ္တာပြင်းနေလေးရှိတော့ဒီမှာဘေးရန်မရှိဘူးဖျားရှင်မိတော်မူတာအချင်းတောင်းဖို့ဖြစ်ဆိုပြီးဒါတွေကဒီနဘငါလားနော်သံဃာပေးတဲ့အခါစင်ကျင်တော့ပါဠိရောလားဗတိတွေကအင်္ဂါနွားရအင်္ဂါဘုန်းကြီးတန်တာအင်္ဂါတို့ကိုလည်းခွဲကြ ရေးပြပါဒါမန်လေးမေးထားပြရပါဒီနော်မန်လေးမေးထားပြရမေးခွန်းဒါမယ်နော်ဒါဆမ်မနာဘလောက်ပါလဲနံပါတ်5ကထက္ကနိဘဆမ်မနာ2နဲ့15နော်ထက္ကနိဘဆမ်မနာ2နဲ့ဆမ်မနာ15နံပါတ်6သွားမယ်ဒါနသီလကထာဒါနသီလ ဒါနသီလကထာစာတော်နိုးပြီးကထာ၅မျိုးတို့တွင်အဖဲကြောင့်ဒါနကထာကိုရှိဥစွာဟောတော်မူသည်ကိုဖြစ်ဆို၍နော်အဲအဲဒီလိုအလင်းနာစာမျက်နှာ150နှစ်မှာပါတယ်ကြလားနော်150နော်ဒါပထမဆုံးမှာတွေ့ခဲ့တဲ့ဒီသစ္စာလေးဟောပါရဓမ္မစကြာဟာလားနော်နိုးပြီးကထာနော်ဆရာလောက်လေ150နှစ်နေပြီးတော့ဒီလိုလင်းနှင်းထဲမှာလည်းပါနေတာဆိုတော့အဲ့ဒီကြည့်ကြည့်ရှင်လို့မလို့ မိမိပြီးတာနော်တကယ်ဆိုရင်ကျွန်တော်ကြော်သွားလို့ရင်အမှုရမဖြစ်မယ်ဘုသူတာမှတ်တင်နဲ့မှတ်ထားရလေးတွေဒါဘုသူတာရှိတယ်ကွာမှတ်တင်နဲ့ဆိုရင်မှတ်ထားရလေးတွေဆောင်းဝဲထဲမှာထက်တဲ့မိမှဒါမှကိုယ်ဆောင်လေးရောက်တော့မှာအဲ့မဲ့ဒါနကရတာဝါပစုဒဇနီသူဘီပုဒိတာယတပတတာတာရဏတာသူကရတာတိလီပရိဒါနတာဥပါယဘဝဒောစာအာရိတော်ကတိတာပြတာနော်ဒီကကျောင်းဆုံးချက်ရှိအမလားနော်များစွာသောတရဝါတို့၌နော်ဝိတ္တိယဖြစ်ခြင်းအဖြစ်တရဝါများစွာမှာ ဖြစ်ခြင်းအပြင်ဒီဒါနကတပတ္တရတရဏသရဝအလုံးနဲ့သက်ဆိုင်တော့ကြောင်းဟုတ်မလားသရဝအလုံးနဲ့ဆက်ဆံတော့ကြောင်း၎င်းသူကရတသီလနဲ့ဒါနဆိုရင်ဒါနကပြုလွယ်တော့ကြောင်း၎င်းသီလပရိဒါနတဥပယဘာဝတော့သီလနဲ့သီလနဲ့ဒီတော့သူအကြောင်းဖြစ်တော့ကြောင်းဒါနောက်ရှိတော့ဟောရလဲဆိုနော်အကြောင်းသုံးချက်ပါတယ်နော်သီလသီလကနောက်မှာဟောတာတက္ကကထာနောက်မှာဟောတာပြန်ပါတယ်နော်ဟိုထာတာကျန်တဲ့ထာတိုင်းမှာလည်းရှိရတော့ဒီဟို ဖျားရှင်ရဲ့ပါရမီ10ပါးပေါ့ဒါနံသီလံဒါနံသီလံစနေခံပညာဝရိယပြဆန်းမှာအဲ့မှာကြည့်တော့သူကပါရမီ10ပါးထဲမှာလည်းလာတယ်နော်ပါရမီ10ပါးမှာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒါနံသီလံစနေခံမှာနော်အဲ့မဲ့ပါရမီ10ပါးမှာဒါနဥယျင်ပြတယ်ပြီးရင်သီလကိုနောက်မှပြတယ်အဲ့ဟာကြီးလေထားတိုင်းမတော်တွေ့တယ်သူကအဲ့ရာတွေမှာတော့သူထားတာမာတွေကိုဘာလေးထည့်တယ်သူကသူကဘာလဲဆိုတော့အပ္ပဖလတ်တာဆိုထည့်ထားတယ်သူကနော်အပ္ပဖလတ်တာတဲ့ဒါနနဲ့သီလဆိုရင် ဒါနကအကျိုးနဲလို့သူကအဲ့ဘာမီဆေဘာအစင်မှာတော့အဲ့လိုပြတာပေါ့နော်အပ္ပဖလက်တာဆိုပြီးပြတယ်။နောက်ဒီဘယ်လိုပြဆိုဒီစရိယပရိက ထာရမှာလို့ရှင်လေဒါနံတိလတ္တဘူပကာရတံသူကရင်စာတိတံအာဒိမိဟုတ်တာဆိုပြတယ်နော်။နော်ဒီဒါနကတိလာညာတော်ကျေးဇူးရှိတယ်တဲ့။နော်ဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတိလာဆောင်ရတာဘိုးလွယ်ကူသွားတော့ပေါ့။စိတ်စိတ်ရှင်သားနေဟုတ်တယ်မလား။ဒါနံတိလတ္တဘူပကာရံသူကရင်စာတိတံအာဒိမိဟုတ်တာဆိုပြီးတော့ စရိယပတိကထားထားမှလည်းပြတာရှိရဲ့သူကတော့အတူမှာတော့ပါရမီ7ပါးနဲ့ဆက်ပြီးပြတာပေါ့နော်အဲအဲ့အလေးလေးဒီလိုပြုရမှထားပါနော်နောက်တစ်ခုကပါလဲအတ္တခလုံးကားတုတ်လာဒုတိယမြောက်ပုဂ္ဂိုလ်မျိုးစားကိုလည်းဥမာဥမြေတွဲဆက်ကမှန်ကန်စွာဖြစ်ဆိုပါဒါဆံမျက်နှာ35ဆံမျက်နှာ35နော်နံပါတ်9လာလူမိုက်နဲ့ပညာရှိတို့ဤမတူညီသောခွန်အားတို့ကိုပေါ်ပြ၍ဒါဆံမျက်နှာ58အလှူပေးခြင်းဤ အကြောင်းဒါနာဝတ္ထုရှိပါတို့တွင်၅ခုမြောက်ရှိခုမြောက်တို့ကိုရေးပြီးလင်ဒါသမဏ69ကိုနော်ကာမဂုဏ်တို့ကိုဘေးဥဟောတော်မူအားချင်းအကြောင်းကိုလည်းဘုရားတုတ်တော်လာတိုင်းဖြည့်ဆိုပါဒါ134သမဏပါမယ်နော်နံပါတ်8သုံးမြောက်ဖြစ်သောဝိမောကတရားနော်ဒါသမဏ126ဘိဗာယနတရား129ပရိသတ်အဲ့ဒီ129ခုမှာနော်ပြင်ဇေဒီနကွင်း နော်ဇေဒီနကွင်းပြီးမြေလုံချင်းအကြောင်းတို့ကိုအတိအတိမောင်သာဖြစ်သေးပါသူတွေဆက်မျက်နာတော့1နှစ်6တင်းနှစ်ခွင်း13နှစ်မှာပါလိမ့်မယ်နော်အဲသူကဘာလို့အင်္ဂါတွေဆောင်းဖို့တွေရလာတော့မေးလိုက်တာဒီမျိုးဝင်ကအဲဆောင်းရတန်းကြီးချသွားမယ်ဆောင်းနေပြန်သွားမယ်သူကဘာစမ်းလို့ရမလို့ရှောက်ကြည့်တော့မသိရဲ့နော်အဒီနံပါတ်၈မိဝင်ရတော့ဒီလိုထင်တယ်ရှမ်းလို့ဆောင်ဖို့ဒီချာရနေရလားလို့မေးတယ်မိခွန်းပဲရလားနော်နံပါတ်ကိုအောက်ပါကတော့မင်္ဂလာနဲ့ပြည်ကြရသမာနန္ဒမနုဿာနံ ပုညပိက္ခနာဘာနိနံကရောတံဥရိကံပုညံတံခေထိနာမဖလံဒါဘာလို့သမဏတိတိ6မှာပါတာဗောရံဟောဘာလို့သမဏတိတိ6ဒါနဲ့တတိယဆင်းဆိုတော့နဲ့သတိထားဗောနော်အင်္ဂုတ္တနတ်တွေလည်းခက်တယ်နော်ခါနတ်တွေခက်တယ်ကြလားကိုယ်မမေ့ချင်တော့ကိုယ်ဆောင်တွေထည့်ပြီးနတ်ဒီတာကောင်းတယ်နော်နံပါတ်30နော်ဒီသမဏ88မှာပါတယ်ဝဒတာဤအင်းချင်းမင်းတို့သည်အင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုဘ္ဗကိုအကယ်၍ဆောက်သုံးကြ။ဤတို့ဖြစ်လေလဲ့သောဤအင်းကြီးပင်ကြီးနှင့် ဤအင်းမီအင်းချင်းမြင့်နှစ်ပင်တို့ဤရှင်ညင်ပလိုအကျိုးစီးပွားလုံးကချမ်းသာဖို့ရာဖြစ်ပြီဆိုတော့တစ်ပင်ကြီးတွေတောင်မှဥပုသောက်လို့ရှိရင်အဲ့တစ်ပင်ကြီးတွေကြီးပွားတော့တာမှလို့တာသက်မဲ့ပြောတာနော်လူဖြစ်သူတို့ကရှင်ညင်ပလိုအကျိုးစီးပွားလုံးကချမ်းသာဖို့ရာဆိုရစကားသည်ဘယ်မှာရှိရင်ဒီမရှိနိုင်သည်သာ၎င်းပါဠိစီပါဒါရှိတယ်ရှင်ပါနော်သက်မဲ့ကြီးတောင်မှဥပုသောက်လို့ရှိရင်တဲ့ဒီတစ်ပင်ကြီးကြီးပွားတော့တာမယ်ပေါ့နော်အဲ့တော့တက်ရှိဖြစ်တဲ့လူပုဂ္ဂိုလ်တွေဆိုရင်ထူးထူးဆောင်ပြောစရာ လိုဘူးတဲ့ဦးစုံလုံးပတ်သက်ပြောတာနော်အမှတ်ခဲ့ပါနော်ရရှာတို့ဆောင်ဝဲဖြစ်တာတွေနည်းနည်းလေ့လာကြည့်တာရှိတယ်နော်ရရှာတို့ဒီဆောင်ဝဲဖြစ်တာကိုနည်းနည်းပေါ့ဆတယ်ပေါ့ရှိတယ်နော်ဒီအပတ်စနေစဖြေမှာပြောတယ်ကိုဖြေမဲ့ဘာသာရက်ကိုအပေါ်မှာရေးလို့နော်ရရှာတို့စောက်တယ်ဒီပတ်စင်ဖြေတော့မယ်ဆိုအပတ်စင်3ဆိုအပတ်စင်3အပတ်စင်5ဆိုအပတ်စင်5ငါတို့ဘာသာတို့တတ်ထားတယ်နော်ဒီအပတ်စင်5ငါတို့ဘာသာတို့တတ်ထားဒါမှ ဆက်စပ်တဲ့ပုံကလည်းတန်းတည်တယ်။ကိုကိုယ်တိုင်ပြန်ကြည့်လို့ရှင်လေ။ပွားကြည့်လို့ရှင်လုံးဝကြည့်ရတယ်။အကျွအဲ့ဒီမရည်ဘူး။နော်။အဲ့ဒါရွှေရိုးရဲ့စိတ်စိတ်ချက်တွေပြတာပဲ။နော်။ဆောင်းမဲဘလို့ဖြစ်နေတည်တယ်။နော်။နော်။ဆောင်းမဲဘလို့ဖြစ်နေပြတယ်။ဒါလို့စာတင်စားဆောင်းမဲဖြစ်လာမှမလေးစားလို့ဆိုရင်ကျွန်တော်ဘလို့လုပ်တော့မလဲ။နော်။ဘလို့လုပ်တော့မလဲ။ဆောင်းမဲအောင်းဝင်စကူးထားတာ။နော်။စာတင်စားဆောင်းမဲဖြစ်မှမလေးစားလို့ဆိုရင်လုပ် ။နောက်ပြီးတော့အမှတ်ပေါင်းအမှတ်ပေါင်းဖို့အတွက်ဝိုက်ထည့်ခဲ့ပါလို့ဆိုလည်းမထည့်နိုင်တွေ့တယ်။ဒါလည်းကျွန်တော်အဆင်မပြေဘူး။ကျွန်တော်အမှတ်တွေပေါင်းဖို့အတွက်ဘုန်းကြီးတွေလိုက်ပြီးတော့တင်းတုံးတွေလိုက်ရေးနေတာမဟုတ်တော့ဘူး။နော်။အဲ့လိုဆိုရင်ဆက်ဆက်တဲ့ဘုံမျိုးစိတ်ကြီးရောမှာလေ။ကျွန်တော်တို့အချက်လက်အင်္ဂါတွေမဆုံးခဲ့ဘူး။ချက်လက်အင်္ဂါမဆုံးတော့ကျွန်တော်ဆက်ဆက်တဲ့ဘုံကစိတ်လက်ကြီးမှာမဟုတ်တော့ဘူး။မပေါင်းလို့တော့ကျွန်တော်နံပါတ်ကြီးလိုက်ထိုးနေရတာကိုစိတ်ကတိောက်ဖြစ်နေပြီ။ဒီလိုဆိုရင်လို့ရှော့တာနော်လိုက်ပြန်ရှော့တာကဒီလိုနည်းနည်းများပါပြန်လိုက်ရှော့ပဲကိုလိုက်လိုက်ထက်ရှော့တာက ါမှမှန်မှာဆိုတော့ဒါမှမှန်တယ်ဆိုတော့ကိုဘွားနဲ့ကိုဘွားရနော်အဆံဝဲပြည့်တယ်တကယ်စမ်းသပ်ကြည့်လေ့ကျင့်တာပဲအရှင်သံပါအောင်လေ့ကျင့်တာကိုရအမားတွေရှိလို့ရှင်အမားတွေဖာထေးတာပဲအဲ့ဒီအမားတွေမှာကျွန်တော်မဖာမဖာနိုင်ဘူးကိုစိတ်ချက်ကိုကိုသံပါအောင်မပြင်ဆင်နိုင်ဘူးဆိုလို့ရှင်တော့ဆံဝဲလေ့ကျင့်နေဆိုတာတွေကပြောတော့ကြီးတောင်းမရှိမှလည်းမဟုတ်ဘူးနော်ဘာလို့စံတိုက်တွေမှာပတ်စံရင်းကန်ကြီးခြေနေကြတာလေပေါ့နော်ဘာလို့ခြေနေကြလဲမဖြေဘဲနဲ့ကောက်ကြက်လေရနေရပဲပေါ့နော် အဲ့လိုတွေးတွေးတာရှိတယ်အဲဖြည့်ကြည့်လိုက်ချင်းအပြင်အရှင်တွေစွန့်ကြီးလောက်ရှိလာနိုင်တယ်ဆံဝဲဘလောက်လေးသားဆိုဖြည့်ထွက်လာတယ်ကြလားနော်အခုကိုပေါ်ဆာနေတဲ့ပုဂ္ဂိုလ်တော့ပေါ်ဆာရင်သွားမယ်လေးနဲ့တွေးတဲ့ပုဂ္ဂိုလ်လေးနဲ့ပဲလာလိမ့်မယ်နော်အခုကျွန်တော်ဖြည့်ရပြန်လိုက်ကြည့်လိုက်တာဒီတွေးနေနော်အော်ဒီမှာတချို့ဆိုရင်တပားတွေးတယ်ဆောင်းဆောင်းဖြည့်တာဆံမြလိုက်ကြီးကျော်ကျော်ကြီးလာနော်ဆံမြလိုက်ကျော်ကြီးချတာပါစင်တိုင်းတွေ့ချင်းကြီးရအောင်တပြက်လိုက်ကြီးသွားမှာဟုတ်တယ်မလား အဲ့ဒါမဟုတ်ဘူးအဲ့တဘာသူကနှစ်မျက်နှာကြီးချာကြော်ထားတယ်ကြာနော်အဲ့နှစ်မျက်နှာကြီးကြော်တာကသူ့ဆောင်မှာကြော်တာမဟုတ်ဘူးနော်ဒရာတင်းတို့အဖြေကြီးလက်ဆောင်မှာလည်းကြော်ရေးထားတာနော်ဒရာတင်းတို့ကြီးလက်ဆောင်မှာလည်းနှစ်မျက်နှာကြော်ရေးထားတာဗျာဟောစဉ်းစားကြည့်စိတ်နဲ့ကိုယ်နဲ့တော့မကတ်တဲ့သဘောရှိတယ်စိတ်နဲ့ကိုယ်နဲ့မကတဲ့သဘောကြီးရယ်ဒါတွေကလည်းကျွန်တော်ပြန်ရမယ့်သဘောတရားတွေပဲเนาะကိုယ်ကိုချွတ်ချော်စေတဲ့သဘောတရားဖြစ်နေတယ်เนาะ que obvia que tú lo llamas, ¿no?